တခါတော့အလွန်ပြည့်စုံကျွဲဝတဲ့တထိပ်တယောက်ရှိတယ်အဲ့တော့ तू ကအသက်ရွယ်အိုမင်းလာတဲ့အခါမှာအလွန်ပြင်းထန်တဲ့ယောဂတစ်ခုဆွဲကတ်ဆွဲကတ်တဲ့အခါကျတော့အာ तू ကဒီယောဂနဲ့ तू သေတော့မယ်ပေါ့နော်တမားတော်ကြီးကလည်း तू ကိုလက်လျှော့လိုက်ပြီဖြစ်တဲ့အတွက်ငါတို့မရတော့ဘူးဆိုပြီးတော့ तू ကသေတော့မယ်လို့တွတ်လိုက်တဲ့အခါမှာ तू ကမွေးလာတာသားတွေကြီးပဲအဲ့တော့ तू သားတွေကိုခေါ်လိုက် ခေါ်လိုက်ပြီးတော့ तू ရဲ့ပိုင်ဆိုင်မှုတွေပေါ့နော်မြေရီယာရီကြောက်တံပရံများရီရွှေငွေရီငွေကြီးတွေကိုအချိုးကျသူ့သားတွေကိုသူကခွဲဝေပေးလိုက် အဲ့ဒါအလိုနဲ့ခွဲပြီးတော့ပြီးသွားတာပေါ့နော်ခွဲတာကိစ္စမရှိဘူးဘာဖြစ်လဲဆိုတော့အဲ့တတိယအသက်အလွန်ပြင်းတယ်ဒီယောဂာနဲ့သူ့ကိုတေမယ်လို့ထင်တာကသူတော်ယုံနဲ့မတေဘူးမတေတဲ့အပြင်ကို तू ကတော်တော်လေးနှစ်တယ်ကြာကြာအတိ तू ကအသက်ရှင်နေသေးတာပေါ့အဲ့တော့အဲ့ဒီခါကျတော့သူ့ကိုအလှဲ့ကြပြုစုတဲ့သားတွေကသူ့ကိုညူညင်လာကြတယ်သားသမီးဆိုတာကြောက်စရာကောင်းတယ်နော်တွေ့လားသားသမီးတိုင်းတော့မဟုတ်ဘူးပေါ့ကောင်းတဲ့သားသမီးတွေရှိတယ်ဆိုးတဲ့သားသမီးတွေရှိတယ် ။ဘာလို့လဲဆိုတော့တို့ဖေးစီမှာတို့အမွေပေးစရာမရှိတော့ဘူးဆိုတာသိတာဟုတ်ဘာမှမရှိတော့ဘူးဆိုတာသိတဲ့အခါနှစ်တေကြာလာတဲ့အခါမှာဟမ်ဆောင်နိုင်တော့ဘူးပေါ့နော်။ညှို့ညင်လာကြတယ်။ကောင်းကောင်းမပြုစုကြအောင်။အဲ့တော့အဲ့ဒီတထည်ကြီးပေါ့အရင်တော့ကတထည်ကြီးပေါ့အခုတော့သူ့မှာအမွေတွေခွဲလိုက်တော့သူမရှိတော့ဘူးပေါ့။အဲ့ဒီတထည်ကြီးကဝမ်းနေတာပေါ့နော်ဝမ်းနေတာစိတ်ညစ်တာပေါ့။အတနေ့ကျတော့သူ့ရဲ့ငယ်ပေါင်းကြီးပေါ့ငယ်ချင်းတယောက်ကသူ့ကိုလူနာလာမေးတဲ့အခါသူငယ်ချင်းနဲ့စကားလက်ဆုံကြနေတယ်တထည်ကြီးက အဲဒီအကြောင်းကိုသူစကားဆက်မိပြီးပြောတာပေါ့နော်အာသူ့သားတွေကမလိမ်ပါဘူးပေါ့သူ့မှာဒီလိုဒီလိုဖြစ်တယ်ဆိုသူတငယ်ချင်းကအကြံထုတ်အေးပါကွာတငယ်ချင်းကငါအကြံထုတ်လိုက်ပါဦးမင်းကငါကူညီဖို့အကြံထုတ်လိုက်ပါဦးမယ်ဆိုရင်သူတငယ်ချင်းကပြန်သွားတယ်နောက်နေ့ရက်သုံးလောက်နေတော့အဲ့သူတငယ်ချင်းပြန်ရောက်လာတယ်ပြန်ရောက်လာအထုတ်ကြီးအထုတ်ငယ်အသွဲသွဲနဲ့ပြန်ရောက်လာဟာဟာအထုတ်တွေကနင်းတော့မဟုတ်ဘူးသူတထေးကြီးကိုပြောတယ်တငယ်ချင်းမင်းဒီအထုတ်တွေကိုမင်းကရင်အောက်မှာထည့်တာ ပြီးမင်းသားတွေတယောက်မှအထိမခံနဲ့ပြီးမင်းသတင်းလွှင့်ရမယ်ငါလည်းလွှင့်ပေးမယ် ငါကမင်းစီကနှစ်ပေါင်းများစွာယူထားတဲ့အကျွေးတွေဒီနေ့လာပြန်ဆက်တယ်နော်ကြောက်တံဗရန်များတွေငွေကြေးတွေနဲ့နော်နော်မဟုတ်ဘူးနော်မင်းကငါအကျွေးလာပြန်ဆက်တယ်လို့မင်းသားတွေသိပါစေဒီထုတ်တွေတော့ဒီကောင်းနေလုံးဝမထီစေနဲ့ငါလည်းအဲ့ဒီတဲ့ရင်ကိုလွှင့်ဟာအဲ့ဒီတဲ့ရင်လွှင့်လိုက်တဲ့အခါမှာမလေးသူ့သားတွေအဆက်မရှိအရှိုးအရှိုးပြန်ရောက်လာကြတာပေါ့ငါတို့တော့အဖေကအကျွေးတွေရထားပြန်ပြီငါတို့ကအမွေရစရာတွေထက်ရှိပြန်ပြီဆိုပြီးတော့အမလေးအဖေကိုအချင်းစားမလားအချိုးစားမလားနေရောညာကိုပြုစုမဲ့ဒါသားတွေပြန်ရောက်လာ ဟာအဖိုးကြီးကလည်းစိတ်ချမ်းသာတတ်တာနဲ့ပြန်နေရတာပေါ့နော်ဒီအထုပ်တွေတော့သူကလုံးဝအထင်မကန်ဘူးအဲ့နောက်အဖိုးကြီးကတော်တော်လေးနှစ်ကြာကြာတည်းသူကအသက်ရှင်သွားသေးတယ်နောက်တော့မှဘလို့မှဇရာကအန်တူးလို့မရတဲ့အချိန်ကြာမှသူကတည်သွားတာပေါ့တည်သွားတဲ့အခါမှာသူ့သားတွေကလည်းဝမ်းသာအားရပဲဟာလာအဖေတော့မရှိတော့ဘူးဆိုပြီးအဖေကရင်အောက်ကအထုပ်တွေကိုဖွင့်ရမယ်လို့ဖွင့်လိုက်တာအဲ့ဒီအထုပ်တွေထဲမှာကြောက်ခဲတွေအုတ်ခဲတွေပဲတွေ့ရဆိုတော့ဒီပုံမြင်လေးကနေကျွန်တော်တို့က lesson study သင်ယူလေ့လာစရာနှစ်ခုရှိတယ် ံပါတ်1အချက်ကတော့လောကမှာမှန်းချမ်းတဲ့နှမ်းထွက်ဆိုတာမကြိုက်တဲ့အခါမှာဆုံးဖြတ်ချက်တွေမှားယွင်းခဲ့တဲ့မှားယွင်းနိုင်တယ်ဆိုတာကိုလည်းသဘောပေါက်ဖို့လိုကျွန်တော်တို့ကစေညုံတရားတွေအမျော်အမြင်နဲ့ဆုံးဖြတ်ချက်တွေချတာပဲဒါပေမဲ့ကိုမှန်းထားတာကိုမှန်းချက်ကအမြဲတမ်းနန်းထွက်တဲ့ပုံများနေတတ်တာပေါ့နော်အဲ့တော့ကိုထင်ထားသလိုမဖြစ်လာတဲ့အခါမှာခံမမှုတွေကမှားတတ်တယ်အဲ့တော့တထေးရည်အနေနဲ့သူ့သားတွေကို तू က तू သေတော့မယ်လို့ तू ထင်မြင်ထားတဲ့အတွက်ခံမှန်းထားတဲ့အတွက်ဒါက तू က တင့်တော်တဲ့အမွေခွဲမှုတစ်ခုသူလုတ်ခဲ့တာပဲဆုံးဖြတ်ချက်တစ်ခုလုတ်ခဲ့ဒါပေမဲ့ तू မမျော်လင့်တဲ့သူ့သားသမီးတွေရဲ့တုံ့ပြန်မှုကြောင့် तू မမျော်လင့်ထားတဲ့အတိုင်း तू မတည်သွားတဲ့အချိန်မှာ तू ဒီဆုံးဖြတ်ချက်မှားသွားပြီဆိုတော့ तू သိလိုက်ရသိလိုက်ရတဲ့အချိန်မှာဆုံးဖြတ်ချက်မှားသွားရင်တင့်ချက်ကစိတ်မညစ်ဖို့ပဲထိုင်မငိုမနေဖို့ပဲလောကကြီးကထိုင်ကိုပြလို့အခက်အခဲတွေဖြစ်လာလို့ထိုင်ကိုပြလို့ပြေလည်သွားတယ်ဆိုတာတခါမှမရှိဘူးအဲ့ဒီမှားယွင်းသွားတဲ့ဆုံးဖြတ်ချက်အပေါ်မှာမဟာဗျူဟာမြောက်တုံ့ပြန်နိုင်မှုကအလွန်အရေးကြီးတယ် strategy ကဒီနေရာမှာအရေးကြီးတယ်။အတထေးရဲ့တကယ်ချင်းကကောင်းမွန်မှန်ကန်တဲ့ strategy နဲ့သူ့တကယ်ချင်းကိုကူညီပေးလိုက်တဲ့အခါမှာဒါအလွန်ကောင်းမွန်တဲ့တုံ့ပြန်မှုဖြစ်တဲ့အတွက်ဒါတထေးရဲ့အတွက်သူ့ဘဝတစ်လျှောက်မှာမှားယွင်းသွားတဲ့သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာအများကြီးဒီကဒီလောက်ရကကာဘာပြန်ဖြစ်သွားတာကိုတွေ့ရပါလိမ့်။ဒါကြောင့်ဘဝမှာ lesson strategy နှစ်ခုပေါ့ဆုံးဖြတ်ချက်တွေမှားနိုင်တယ်လူပဲမှားလာခဲ့ရင်စိတ်မညစ်နဲ့မဟာဗျူဟာမှန်စွာတုံ့ပြန်ဆောင်ရွက်ပါ။လူချင်းမတို့အနေနဲ့အောင်မြင်မှုတွေကလူချင်းမတို့ကိုစောင့်ကြိုနေပါဒီနေရာမှာ မဟာဗျူဟာမှန်ကန်စွာတုံ့ပြန်နိုင်မှုဆိုတာလူကြီးမတို့ရဲ့စီမံခန့်ခွဲမှုစွမ်းရည် management ကလည်းအလွန်အရေးကြီးပါတယ်အဲ့တော့ management ပညာသည်ဘဝမှာကျွန်တော်တို့စီမံဒီစီမံမှုတွေဆောင်ရွက်တဲ့အပြင်ဆုံးဖြတ်ချက်တွေမှားယွင်းလာတဲ့အခါမှာလည်းမှန်ကန်စွာစီမံပြီးတော့တုံ့ပြန်နိုင်တာဖြစ်ပါတယ်အဲ့တော့စီမံခန့်ခွဲမှုပညာကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ့် certificate in general business management စီဝါရေးစီမံခန့်ခွဲမှုဆိုင်ရာသင်တန်းပေါ့နော်အခြေခံအစီအစဉ်တွေစတင်ကြားပေးမှာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့အခုဖွင့်လှစ်ဖို့ရှိပါတယ် တော့ပြီးရင်ကျွန်တော်သင်တန်းအကြောင်းပြောပါမယ်အဲ့တော့ဒီ season ကြီးတဲ့သူတွေအတွက်လည်းကျွန်တော်စာအုပ်ငါးအုပ်လက်ဆောင်ပေးဦးမှာဖြစ်ပါတယ်အဲ့ဒီ season မှာပါဝင်ရင်ကျွန်တော်အခု video file လေးကိုမျှဝေလိုက်ပါမျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါအဲ့ဒီထက်၅ဦးကိုရွေးချယ်ပြီးတော့မှကျွန်တော်ရအမှတ်တရလက်မှတ်နဲ့တူတယောက်ကိုတအုပ်နှုံးနဲ့အင်တန်ရာရောက်လူကျွန်းတို့ပို့ကပါမပေးရဘူးစာအုပ်လက်ဆောင်ပေးပို့ပေးမှာဖြစ်ပါတယ်လို့တည်င်းကောင်းပါလို့ပါအဲ့တော့သင်တန်းအကြောင်းကတော့ကျွန်တော်တို့က ဒီ certificate in general business management တင်တဲ့ဒီစပွားရေးစီမံခန့်ခွဲမှုဆိုင်ရာတင်တဲ့ဒီ online တင်တဲ့အခုလာမဲ့ဆယ်လပိုင်း28ရက်နေ့အင်္ဂါနေ့စမှာဖြစ်ပါတယ် online ကနေတလားတတိတင်မှာဖြစ်တဲ့အတွက်ဘယ် data မှမဆိုတက်နိုင်တယ်နေ့စဉ် recorded video ကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းပြန်တင်ပေးမှာဖြစ်တယ်အဲ့ဒါတလားတတိတက်နောက်တစ်ခါအပတ်စဉ်တနင်္လာနေ့တိုင်းတလားဆိုတော့၄ချိန်ပါမယ်တနင်္လာနေ့တိုင်းည၈နာရီတိုင်းမှာ Zoom application ကနေကျွန်တော်နဲ့လူချင်းတို့တူးချင်းတွေ့ပြီးတော့မေးခွန်းတွေမေးနိုင်တယ် ဲ့တော့အဲ့ဒီ live lecture ဒီတစ်ခါသင်3နာရီလောက်ကြာတယ်အဲ့တော့သင်တန်းတက်နေတဲ့လူချင်းတို့ group coaching မှာရအောင်ဆောင်ရွက်ပေးတာဖြစ်တယ်အကယ်၍အဲ့ဒီ zoom live lecture မတက်နိုင်လည်းမပူနဲ့နောက်ရမှာ3နာရီသင်တယ်ဆို3နာရီစာလုံး recorded video တွေကိုကျွန်တော် group တွေထဲမှာပြန်တင်ထားပေးမှာဖြစ်တယ်သင်တန်းကာလတက်လာပြီးသွားလို့ assignment ဆောင်ရွက်ရင် certificate ကို email ကနေပေးပို့ပေးပါအပြင်လူတွေ့တင်တန်းကတော့ကျွန်တော်တို့လာမဲ့17လပိုင်းနဲ့သူကရောက်သွားမယ်17လပိုင်း1ရက်နေ့နဲ့2ရက်နေ့စနေတွင်းနေ့2ရက်မှာရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတယ်ကျွန်တော်တို့ရဲ့ ML တင်တန်းကျောင်းမှာကျွန်တော်နဲ့เนาะ အချိန်နှစ်ရက်အချိန်ကြီးရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတော့တက်ရောက်မှာဖြစ်ပါတယ်အဲ့တော့လူကျွန်းတို့အနေနဲ့ online သင်တန်းပဲတက်ချင်တက်ချင်အပြင်သင်တန်းပဲတက်ချင်တက်ချင်လူကျွန်းတို့ရဲ့နာမည်ရဲ့ဖုန်းနံပါတ်ရဲ့ကို comment မှာမြင်းနေတော့ messenger message မှာဆင်းပေးတာပြီပါ facebook ဆိုရင် lynnthagik လင်းတိုင်းညမြန်မာစံ english ကိုရေးထားတဲ့ follower 3.8 million ကျော်ရှိတယ်အဲ့ page message မှာပေးပါ tiktok ဆိုရင်လင်းတိုင်းညမြန်မာမျိုးလို့ကျွန်တော်မြန်မာလူရေးထားတဲ့ follower 3.1 million ကျော်ရှိတယ်အဲ့ page message မှာရေးထားပြီပါ အဲကျွန်တော်တို့အဲ့ဒီအကောင့်ရဲ့ message မှာရေးထားပြပါကျွန်တော်တို့ team ကညီရင်းညီမတွေကဆက်သွယ်ပေးမယ်အခုအစီအစဉ်ကိုကြည့်တဲ့သူတိုင်း online ရပထမအဦးဆုံးအယောက်100အပြင်ကပထမအဦးဆုံးအယောက်30ကို10% discount ပေးထားသေးတယ်ဆိုတော့သတင်းကောင်းလေးပါလို့ပါတယ် discount မြောင်မြန်မြန် add ထားပြပါအဲ့ဒီတန်းကြီးဘလို့လူတွေတက်တင်လဲကိုကလုပ်ငန်းရှင်တယောက်ဖြစ်နေပြီအောင်မြင်ပြီးသား management ပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ်ကိုကဝန်ထမ်းလုံတဲ့အတွေ့အကြုံရှိပြီးသားစီမံခန့်ခွဲမှုပညာကို theory စတင်လေ့လာခြင်းနဲ့တက်ရောက်နိုင်ပါတယ် စီဝါရေးစီမံခန့်ခွဲမှုပြညာအခုမှစတင်လေ့လာမယ်ကျောင်းသားကျောင်းသူလူငယ်တွေလည်းတက်ရောက်နေပါတယ်နောက်တစ်ခုကတော့ကိုက management နဲ့ပတ်သက်ပြီး diploma တွေဆက်တက်မယ် MBA ဆက်တက်မယ်စသဖြင့်ပေါ့နော်အခြေခံအနေနဲ့ဒီတနေ့အောင်တက်ရောက်နေပါတယ်ကိုက business idea တခုရှိတယ်အဲ့ဒါကိုလက်တွေ့အကောင့်ထဲပို့ခြင်းတယ်အဲ့လိုလူမျိုးတွေလည်းတက်ရောက်နေတာဖြစ်ပါတယ်ဒါကြောင့်စီမံခန့်ခွဲမှုပညာနဲ့လောကကိုကောင်းမွန်စွာတုံ့ပြန်ပြီးအောင်မြင်မှုတွေကိုတည်ဆောက်ဖို့အတွက်ကျွန်တော်တို့ management ပညာသင်တန်းတခုဖြစ်တဲ့ certificate in general business management သင်တန်းမှာတွေ့ကြပါမယ် We must work together. We must build our nation.